Hello မင်္ဂလာပါရှင်စူဇန်ရဲ့ Midnight Crime Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့စူဇန်ပြောပြပေးမယ့် case လေးကတော့စူဇန်တို့အခုလောလောလတ်လတ်မှာဖြစ်သွားတယ်ပေါ့နော်တရုတ်မင်းသား Human Long ရဲ့မတော်တဆတိဆုံးမှုအကြောင်းပဲဖြစ်ပါတယ်တရုတ်မင်းသား Human Long ကအင်္ဂလိပ်လိုဆိုရင်သူ့ကို Alan Yu လို့လည်းလူသိများကြတယ်ပေါ့နော် Alan Yu ဟာ15ရက်6လ1988ခုနှစ်မှာမွေးဖွားခဲ့ပါတယ် သူ့ကို2008ခုနှစ်မှာဆိုလို့ရှိရင် Super Boy Show ကနေပြီးတော့လူသိများလာတာလည်းဖြစ်ပါတယ်။ပရိသတ်တွေရဲ့အားပေးမှုကိုစပြီးရရှိလာရဲဆိုလည်းမမပါဘူး။ Alan Yu ဟာဆိုလို့ရှိရင် Eternal Love, 10 Miles of Peaches Blossom, The Legend of the White Snake, All Out of Love, The Moon Brighten for You စတဲ့တကယ်ကိုနာမည်ကြီးပြီးတော့လူကြိုက်များတဲ့တရုတ်စီဒရမာတွေမှာပါဝင်သရုပ်ဆောင်ခဲ့တဲ့မင်းသားကောင်းမင်းသားချောတလက်လည်းဖြစ်ပါတယ်။ 17ရက်နေ့စက်တင်ဘာလ2025ခုနှစ်မှာတော့ဒီ LNU နဲ့ပတ်သက်တဲ့သတင်းတစ်ခုဟာမနေ့ပိုင်းမှာဆိုရှယ်မီဒီယာပေါ်ကိုပြန့်နှံ့လာပါတယ်အဲ့ဒါကတော့ဒီမင်းသားရဲ့ပေါ့နော်ရုပ်ရှင်အစ်စ်တို့ပေါ့နော်စီးရီးအစ်စ်တို့ထွက်တဲ့သတင်းမျိုးသတင်းကောင်းမျိုးမဟုတ်ဘဲနဲ့သူဟာမတော်တဆမှုတစ်ခုနဲ့တေဆုံးသွားတယ်ဆိုတဲ့သတင်းထွက်လာတာဖြစ်ပါတယ်။အဲ့သတင်းထွက်လာတဲ့အခါမှာပရိသတ်တွေအားလုံးကဘလို့မှမယုံနိုင်ကြဘူး။အရန်လဲဝန်내ကြည်ကွဲကြတယ်ပေါ့နော်။ဘလို့ဖြစ်လို့ တည်ဆုံးသွားရလဲဆိုတဲ့ကိစ္စကိုလည်းတကယ်ကိုကခနနာသိချင်ကြရတယ်ပေါ့နော်အဲ့လိုနဲ့ပဲအဲ့မနက်ကလေးကနေစပြီးတော့ဒီ LNU နဲ့ပတ်သက်တဲ့ဒီသတင်းတွေကတစတစအင်တာနက်ပေါ်မှာပြန့်နှံ့နေတယ်ပြီးတော့လည်းဒီပေါ့နော်သူရဲ့ပြည်သက်တွေအင်တာနက်အသုံးပြုသူတွေဟာဒီရရှိလာတဲ့သတင်းအချက်အလက်တွေပေါ်မူတည်ပြီးတော့ထင်မြင်ချက်သုံးသပ်ချက်တွေအများကြီးရလေအင်တာနက်ပေါ်မှာပြန့်နှံ့လာတယ်သူတို့ကဘာပြောလဲဆိုလို့ရှိရင် ထွက်လာတဲ့သတင်းက Ellen New ကအရက်မူပြီးတော့ပဲတိုက်ပေါ်ကပြုတ်ကျသလိုလိုကိုဟာကိုပဲတက်တည်သလိုလိုပေါ့နော်အဲ့လိုမျိုးသတင်းမျိုးထွက်လာတဲ့အတွက်ကြောင့်မလို့ပို့ပြီးတော့တော့မှမယုံကြဘူးပေါ့နော် Ellen New ဟာဒီလိုမျိုးတက်တည်သွားမဲ့သူမဟုတ်ဘူးနောက်တစ်ချက်ကလည်း Ellen New ဟာအရက်တော့ကတာမကြိုက်တဲ့သူဆိုတာကိုသူ့ပြုတ်သူ့ရဲ့ပြိသက်တွေကိုသူကပြောခဲ့ဘူးတဲ့အတွက်ကြောင့်မလို့ဒီလောက်အရက်အလွန်ကြုံတောက်ပြီးတော့ပြုတ်ကျတယ်ဆိုတာကိုမယုံကြဘူး အဲ့လိုတန်တရားဖြစ်နေတဲ့အချိန်မှာဒီရဲတွေရဲ့ပေါ့နော်စစ်ဆေးချက်တချို့ ਆ လဲဒီလိုမျိုးအာပေါက်ကြလာတယ်ပေါ့နော်အဲ့လိုပေါက်ကြလာပြီးရဲ့နောက်မှာဆိုလို့ရှိရင်တော့ပြည်သူတွေယုံကြည်ထားတဲ့ပြည်သူတွေထင်ထားတဲ့ထင်မြင်ချက်တွေဟာပို့ပြီးတော့အောင်မှခိုင်းမာလာပါတယ်အ အဲ့ဒါဘာလဲဆိုလို့ရှိရင်မင်းသားအယ်လန်နျူရဲ့ပေါ့နော်ခန္ဓာကိုယ်ကိုသူတို့စစ်ဆေးပြီးတော့ရတဲ့အခါမှာသူ့မှာဒီတိုက်ပေါ်ကပြုတ်ကျလို့ရတဲ့ဒဏ်ရာတွေအပြင်ကိုပခုံးနဲ့ဒီလိုလက်မောင်းနေမှာအဲ့လိုချုပ်ထားရပေါ့နော်ချုပ်ထားခံရတဲ့ဒဏ်ရာမျိုးတွေလည်းတွေ့တယ်လို့ရုံးခံထားတယ်လို့ထင်ရတဲ့ဒဏ်ရာလက္ခဏာတွေလည်းတွေ့ရတယ်ဆိုပြီးတော့သတင်းတွေပြန့်နှံ့လာပါတယ် နောက်ပြီးတော့အားလုံးပြောနေကြတာတခုကတော့ရင်ဘတ်မှာလဲစစ်ထိုးအရာတွေ့တယ်လို့ပြောတယ်ပေါ့ဒါပေမဲ့လည်းအဲ့ဒီသတင်းကကောလာဟာလာလဲဖြစ်နိုင်တယ်ဘာဖြစ်လဲဆိုတော့တော်တော်များများသော ဒီလိုပေါ့နော်ဒီသတင်းနဲ့ပတ်သက်ပြီးပြောရတဲ့သူတွေကအဲ့အချက်ကိုပါတဲ့လူကလည်းပါတယ်မပါတဲ့သူကလည်းမပါဘူးဆိုတော့ဒါကလုံးဝ confirm လုပ်လို့မရသေးတဲ့သတင်းလည်းဖြစ်ပါတယ်နောက်ပြီးတော့ Ellen Yu လို့အရက်မတောက်တက်တဲ့သူရဲ့ခန္ဓာကိုယ်ထဲမှာအရက်ပါဝင်မှုနှုန်းကဆိုလို့ရှိရင်သေစေနိုင်လောက်အောင်မြင့်မာတဲ့ပမာဏထက်ကို၃ဆလောက်ကိုမြင့်နေတယ်ပေါ့နော်အဲ့တော့ဒါဟာအရန်ကိုအရက်တွေအလွန်အကျွံအတိုက်ခံထားရတယ်ဆိုတော့ သဘောကိုပြတာပေါ့နော်ပြီးတော့လေသူခန္ဓာကိုယ်ထဲမှာ သူတွေ့ထဲမှာဆိုလို့ရှိရင်ဒီလိုမူးယစ်စေတဲ့တဲ့ဆေးဝါးတွေပေါ့နော်အိတ်ဆေးလိုမျိုးဒါမှမဟုတ်ရှင်လဲမူးယစ်စေတဲ့တဲ့ဆေးဝါးမျိုးတွေကိုလည်းတွေ့ရှိတယ်လို့လည်းသတင်းထွက်လာပါတယ်ထွက်လာတဲ့သတင်းတစ်ခုစီတိုင်းကပေါ့နော်ဒီကိစ္စဟာလုံးဝရိုးရိုးသားသားကိစ္စမဟုတ်ဘူးတက်သေးတာမဖြစ်နိုင်ဘူးဆိုတဲ့ဘက်ကိုပဲအားလုံးကပေါ့နော်ထောက်ပြနေသလိုဖြစ်နေတယ်အဲ့ဒီတန်ရရတွေကိုပို့ပြီးတော့မှပေါ့နော်ပို့ပြီးခိုင်မာစေတဲ့နောက်တစ်ချက်ကလည်းအဲ့ဒီ ညမှာ LNU နဲ့အတူတူရှိနေတဲ့လူတွေကတချို့တွေဟာရုတ်တရက်ကြီးပျောက်ဆုံးသွားကြတယ်တချို့တွေကလည်းတကယ်ကိုလင်ညာတဲ့ထွက်ဆိုချက်တွေထွက်ကြတယ်ပေါ့နော်အဲ့တော့စူဇန်တို့အိမ်ညကဘာတွေဖြစ်ခဲ့တယ်ဘလို့စားခဲ့တယ်ဆိုတာကိုစာပြီးတော့ပြောပါမယ်စူဇန်ဆာမပြောခင်မှာစူဇန်ကိုအားပေးတဲ့သူတယောက်ချင်းစီကိုကျေးဇူးအများကြီးတင်တယ်လို့ပြောချင်ပါတယ်စူဇန်ရဲ့ channel လေးကိုလည်း subscribe မလုပ်ရသေးလို့ရှင်လှူသွားပေးဖို့အတွက်ကိုစူဇန်ကမြစ်တမ်းရခန့်အပ်ပါတယ်နော်17ရက် September 2025ခုနှစ်မှာဆိုလို့ရှိရင် Humanland LNU ပေါ့နော်ဆိုတော့ LNU လို့ပဲခေါ်မယ် LNU ကရတဲ့ private party ပေါ့เนาะတကယ်လို့လူအနေချင်းမဲချင်းပါတဲ့ private party တစ်ခုကိုတွားခဲ့တယ်ပေါ့เนาะအဲ့ဒီ party ကဗမာချင်းပါတာလဲဆိုလို့ရှင် Beijing number 8 Sunshine Shandong Resident Complex Beijing မြို့မှာရှိတယ်တကယ်လို့ဈေးကြီးပြီးတော့အရန်ကိုအဲ့လိုပေါ့เนาะတထေးနေတဲ့အင်ယာတစ်ခုမှာ ရှိတဲ့ဖန်းဟောက်ဆိုတာဒီအိတ်တိုက်ရဲ့အပေါ်ဆုံးထက်ပေါ့နော်ဖန်းဟောက်ဆိုအိတ်တိုက်ရဲ့အပေါ်ဆုံးထက်ကအဲ့လိုမျိုး အခန်းကြီးမှာလှုပ်တဲ့ပါတီပွဲကိုသွားခဲ့တယ်။အဲဒီတရဲ့ CCTV မှတ်တမ်းနေအရာအဲ့ပါတီပွဲဟာ၈နာရီ55လောက်တုန်းကစခဲ့ပြီးတော့၂နာရီ40လောက်မှာတော့ဧည့်သည်တွေအကုန်လုံးဟာပြန်သွားကြတယ်ပေါ့နော်။အဲ့တော့အဲ့ပါတီပြီးသွားတယ်လို့သိရတယ်။ပါဝင်တဲ့လူဦးရေအားလုံးပေါင်း18ယောက်လောက်ရှိတယ်လို့လည်းသိရတယ်ပေါ့နော်။အဲ့ပါတီပွဲကိုတက်ရောက်ကြတဲ့သူတွေထဲမှာဆိုလို့ရှိရင်စာရေးဆရာတွေ၊ဒါရိုက်တာတွေ၊မင်းသားမင်းသမီးတွေနောက်ပြီးလို့ရှိရင်ဒီ LNU နဲ့တည်တဲ့မိတ်ဆွေတွေနောက်ပြီးလို့ရှိရင်သူ့ရဲ့ manager စတဲ့သူတွေအများကြီး ပါတယ်လို့ပြောပါတယ်။သူမသိတဲ့သူတွေလည်းပါတယ်ပေါ့နော်။အဲ့တော့အဲ့မှာဆိုလို့ရှိရင်အရက်တွေဟာတကယ်ကိုအများကြီးကိုတွေ့ရတယ်ပေါ့နော်။ဒီအခန်းကိုပြန်တန့်ရှင်းရေလုပ်တဲ့တန့်ရှင်းရေသမားရဲ့ပြောပြချက်အရာဆိုလို့ရှိရင်အရက်ပလင်းနေဘီယာဘူးတွေစသဖြင့်38ဘူးတောင်တွေ့ရတယ်။အဲ့အရက်တွေမှာဆိုလို့ရှိရင်တကယ်ကို40ရာခိုင်နှုန်းအယ်ကိုဟောလို့လို့ပြောနော်။ရခိုင်တို့အများအများကြီးပါတဲ့အရက်ပလင်းတွေအရန်စည်းကြီးတဲ့အရက်ပလင်းတွေဝိုင်ပလင်းတွေဘီယာပလင်းတွေစသဖြင့်မျိုးစုံပါဝင်ပါတယ် နောက်ပြီးတော့မျက်မြင်သက်သေတချို့ရဲ့ပြောပြချက်အရအဲ့ဒီပါတီစပြီးတော့ပေါ့နော်နည်းနည်းကြာတဲ့အချိန်မှာတဲ့ Ellen New ကတော်တော်ကြီးကိုအရက်တည်းရလဲမူးတဲ့အပြင်ကိုပေါ့နော်အဲ့လိုလမ်းမလျှောက်နိုင်ဘူးပေါ့အဲ့ဒါကြောင့်မို့ယောက်ျားနှစ်ယောက်ကသူ့ကိုတွဲပြီးတော့ဓလိကားတဲ့ဟိုတော့ခေါ်သွားရတယ်ဆိုတာကိုမြင်လိုက်တဲ့သူတွေရှိတယ်ပေါ့နော် Ellen New ကအလောက်ကြီးမူးပြီးတော့နေမကောင်းဖြစ်နေတယ်ဆိုရင်တကယ်ဆိုလို့ရှိရင်ဟိုပေါ့နော်သူ့ရဲ့အချိန်ကြီးအရက်တောက်နေကြမဟုတ်တဲ့လူတစ်ယောက်ကအရမ်းမူးတယ်ဆိုလို့ရှိရင်စေးကန်းနေစေးယုံနေ သွားရင်လည်းသွားရမှာပေါ့နော်ဒီလိုမင်းသားလေးတယောက်ကိုဆိုရင်တကယ်တမ်းအဲ့လိုမျိုးဟိုဂယူဆိုင်မှုမျိုးလုံရင်လောက်ကမှာလောက်တင်တာပေါ့နော်ဒါပေမဲ့လည်းတဲ့ဒီလိုစေယုံစေယုံကားတွေပါလေမလာဒီလိုစေယုံသွားပြီးစေကူတာမှုခံယူတာမျိုးအရက်မူးပြေအောင် treatment ယူခဲ့တာမျိုးလည်းမလုပ်ခဲ့ဘူးပေါ့နော် အဲ့အချိန်မှာ Ellen New ကလည်းပေါ့နော်တကယ်ကိုဘလုံးပထွေးနဲ့ငါထပ်မတော့နိုင်တော့ဘူးပေါ့နော် no more drinking ဆိုတဲ့ပုံစံမျိုးပေါ့နော်ငါထပ်မတော့နိုင်ဘူးလို့ပြောတာကိုလည်းကြားလိုက်တဲ့သူတွေရှိတယ်။အဲ့ဒါကိုကြည့်ချင်းအားဖြင့်ဒီပါတီပွဲမှာရှိတဲ့သူတွေဟာ Ellen New ကိုသိရမလားအတစ်ခွက်တောက်ပါအောင်ငါ့ကိုအိုးကြီးတစ်ခွက်လေး cheer လုပ်အောင်စသဖြင့်သူ့ကိုအတင်းဟိုပေါ့နော်ဒီလိုမျိုးဖိအားတွေပေးပြီးတော့မတော့တောက်အောင်အတင်းတိုက်နေတယ်ဆိုတဲ့ပုံစံလေးပေါက်တယ် အဲ့လိုနဲ့ပဲ Ellen New ကိုအရင်မူးနေလို့လူနှစ်ယောက်ကတွဲပြီးတော့ဒလိကားနဲ့ဝင်သွားတာအောင်နောက်ဆုံးတွေ့လိုက်ရပြီးတဲ့အခါမှာတော့နောက်နေ့မနေ့မှာမနေ့6နာရီလောက်မှာဆိုရင်အဲ့ဒီတိုက်ရဲ့အောက်ထပ်မှာပေါ့နော်ဒီလိုမျိုးလူတစ်ယောက်ကလဲနေတာကိုခွေးချောင်းတဲ့လူတစ်ယောက်ကတွေ့သွားပြီးတော့ဒီပေါ့နော် security တွေဘာတွေကိုအကြောင်းကြားရင်းနဲ့မှတိုက်အောက်မှာပြုတ်ကျနေတဲ့သူဟာမင်းသား Ellen New ဖြစ်တယ်ဆိုတာကိုသိလိုက်ရတယ်ပေါ့နော်အဲ့လိုသိလိုက်ရတဲ့အချိန်ဟာမနေ့6နာရီကျော်လောက်ဖြစ်နေပြီးတော့အဲ့ချိန်မှာ အလန်ယူနဲ့ပါတီအတူတူလုပ်ခဲ့တဲ့အဲ့ဒီပါတီပွဲကိုကျင်းပတဲ့သူရဲ့နောက်ထပ်တယောက်နှစ်ယောက်ရဲ့ဟာတိုက်ပွားနေပြီးဆင်းလာပြီးတော့သူတို့မှာတဲ့အဝတ်တစ်ခုလည်းပါတယ်ပေါ့နော်အောက်ရရောက်ချင်းအလန်ယူရဲ့မျက်နှာကိုအဲ့အဝတ်နဲ့သွားအုပ်လိုက်တယ်လို့လည်းပြောကြတယ်မျက်မြင်သက်သေတွေကဒီအလန်ယူကအဲ့အချိန်မှာတေးပြီးမတေးဘူးသူတို့ဘလို့သိလဲပေါ့နော်ဘာဖြစ်လို့ဟိုတတိရှိသေးလားဟိုပေါ့နော်အသက်ရှိသေးလားအရင်မကြည့်ပဲနဲ့ဘာဖြစ်လို့အဲ့လိုအုပ်လိုက်တာလဲပေါ့သူတို့ကဘလို့သိနေရလဲပေါ့ ဲ့လိုလဲပြောတယ်နောက်ပြီးတော့လဲသူတို့နှစ်ယောက်ကအဲ့လိုမျိုးအရန်ထိတ်လန့်တုန်လို့တဲ့ပုံနဲ့ငုတ်တုတ်ထိုင်နေကြတယ်ပေါ့နော်ရဲရဲပါခေါ်ဖို့ ambulance တွေပါတွေခေါ်ဖို့မစူးစမ်းကြဘူးမလုပ်ကြဘူးပေါ့နောက်ဆုံးမှဆိုလို့ရှိရင်အဲ့ဒီ security တွေကပဲရဲကိုခေါ်ပြီးအကြောင်းကြားပြီးတော့ရဲတွေဟာရောက်လာခဲ့တယ်ရဲတွေဟာရောက်လာပြီးတဲ့အခါမှာသူတို့ဟာဒီ LNU ပြုတ်ကျခဲ့တယ်လို့သိရတဲ့အခန်းပေါ့နော်အဲ့ဒါ penthouse မဟုတ်တော့ဘူးဒီပါတီပွဲကိုကျင်းပတဲ့သူရဲ့အိမ် အဲ့အိမ်ကိုသွားတယ်ပေါ့နော်အဲ့အိမ်အခန်းကိုသွားပြီးစစ်ဆေးတယ်စစ်ဆေးတဲ့အခါမှာဘာတွေတွေ့ရလဲဆိုလို့ရှိရင် Elenew ဝင်အိတ်ခဲ့တဲ့အခန်းကတဲ့အထက်ကနေလော့ခတ်ထားတယ်လို့ပြောတယ်တစ်အချက်နောက်ပြီးလို့ရှိရင်ဒီ brain box brain box ပေါ့နော် brain box ရဲ့ဒီချင်းစကားနေရာကလည်းပြဲနေတယ်ပေါ့နော်အဲ့တော့ Elenew ဟာအမူးလွန်ပြီးတော့ပေါ့နော်ချင်းစကားနေပြီးတော့ကြုံပြီးတော့အောက်ကိုပြုတ်ကျသွားတာဖြစ်နိုင်တယ်လို့သူကသုံးသပ်ခဲ့တယ်ဒါပေမဲ့သူတို့အိမ်မှာတွေ့ရှိချက်တွေမှာတကားပေါင်မှာဒီလိုပေါ့နော် ဒီအပြင်ဘက်ပေါင်မှာလက်နဲ့ကုတ်ရချစ်ရတယ်လဲတွေ့တယ်လို့အဲ့ဒီချင်းစကားပွင့်နေတဲ့ brain box ပေါ့နော်လူပြုတ်ကျသွားနိုင်တဲ့ brain box ရဲ့အောက်က brain box မှာဆိုလို့ရှိရင်လည်းဒီလိုလက်ပွေရတွေကဒီလိုဇောက်ထိုးပုံစံရှိနေတာပေါ့အဲ့တဘောကလူတစ်ယောက်ကဒီလိုတွဲလောင်းကျတဲ့အနေနဲ့တစ်ခုခုကိုသူအာကင်မှုတွယ်ဖို့စူးစမ်းနေတယ်လို့အဓိပ္ပာယ်ရတယ်အဲ့လိုခံမှန်းလို့ရတယ်ပေါ့နော်တော်ယုံတန်ယုံဘသူမှတော့အဲ့လိုကြီးတွဲလဲခိုပြီးတော့သွားကင်နေမှာမဟုတ်ဘူးပေါ့နော်ရဲတွေကတော့အဲ့ဒါကိုအဲ့လောက်ကြီး အဲ့တွေးရှိချက်တွေကိုဘာမှအလောက်ကြီးတန်တရားဖြစ်မနေဘူးပေါ့နော်တန်တရားမဖြစ်တဲ့တကြောင်မို့လို့လဲနောက်ပိုင်းမှာသူဟာဒါဟာရိုးရိုးအရက်မူပြီးပြုတ်ကျတေဆုံးမှုလို့ပဲသူတို့ကသတ်မှတ်လိုက်တာ哦ဒါပေမဲ့အင်တာနက်ပေါ်ကလူတွေကအဲ့သတင်းတွေထွက်လာတဲ့အခါမှာဒီကုတ်ရချစ်ရတွေနော်ဒီလိုမျိုးအာဘောင်ကိုကုတ်ထားတဲ့အရာတွေအောက်မှာရှိတဲ့လက်ရာတွေဟာဆိုလို့ရှိရင် Ellen LNU ကိုတယောက်ကတွန်းချတဲ့အချိန်မှာ LNU ကဒီလိုမျိုးသူစ조사ပြီးတော့တခုခုကိုကင်တွယ်ဖက်တွယ်ထားဖို့စ조사တဲ့ပုံပေါက်တယ်ပေါ့နော်။သူဟာနောက်ဆုံးအချိန်ထိအသက်ရှင်မှု조사သားတဲ့ပုံပေါက်တယ်လို့ခံမှန်းကြတယ်။နောက်ပြီးတော့ဒီအင်တာနက်ပေါ်မှာလည်းဒီချင်းစကားကိုတတ်တဲ့သူတွေဘာတွေစသဖြင့်ပေါ့နော်သူတို့ကပြောတာက အိမ်မှာတဲ့ချင်းစကားပြဲနေတဲ့ပုံစံကလည်းမူးလို့တွန်းလိုက်လို့တေမသက်ပြဲနေတဲ့ပုံမဟုတ်ပဲနဲ့ဒါသို့မဟုတ်ကက်ကြီးနဲ့ဖြတ်ထားတဲ့ပုံပေါက်တယ်ပေါ့အဲ့တော့ဒါဟာဒီချင်းစကားကို တမင်တကာ ပြဲနေအောင်နော်ကြိုလုပ်ထားတဲ့ပုံလဲပေါက်တယ်လို့လူတွေကထင်မြင်သုံးသပ်ကြတယ်အဲ့တော့ရဲတွေကဒီပါတီမှာ18ယောက်တိတိ တက်ရောက်ခဲ့ကြတယ် Ellen New ဖြစ်လို့ရှိရင်16ယောက်ကျန်နေပေါ့နော်ဒါပေမဲ့လည်းအဲ့လူတွေတဲက6ယောက်ကိုပဲ yes ခန့်ကိုခေါ်ပြီးစစ်ဆေးမှုတွေပြုလုပ်ခဲ့လို့သိရပါတယ်အဲ့တော့ကျန်တဲ့6ယောက်ကဘာဖြစ်လို့စစ်စေးမှုတွေမလုပ်တာလဲပေါ့နော်တကယ်ကိုအာနာပါဝါကြီးတဲ့သူတွေမှုလို့သူတို့ကပေါ့နော်ခေါ်မစစ်ခဲ့တာများလားပေါ့အဲ့လိုရဲတွေကခေါ်စစ်တဲ့လူ၈ယောက်ထဲမှာဆိုလို့ရှိရင်၃ယောက်အပေါ်မှာဒီအင်တာနက်ပေါ်ကလူတွေအင်တာနက်ပေါ်ကတုံးတုံးတက်တဲ့သူတွေကတနရာရှိတယ် ပထမအုံဆုံးတယောက်ကတော့အဲ့ဒီပွဲကိုစီစဉ်နေသူသူ့နာမည်ကရှောင်းလို့ခေါ်တယ် surname ပေါ့နော်သူရဲ့ surname ကရှောင်းသူက LMU နဲ့လည်းရင်းနှီးတယ်နောက်ပြီးလို့ရှိရင်တေဆုံးမှုဖြစ်ပြီးတော့၃ရက်လဲကြာရောတကယ်ကိုညလေခေါင်းကြီးမှာသူဟာသူ့ရဲ့အိမ်ကနေပြီးတော့အဲ့လိုပေါ့ဘယ်သူမှမသိတဲ့သူတွေနဲ့အကူအညီနဲ့အိမ်ချင်းပြောင်းသွားခဲ့လို့သိရတယ်နောက်ပြီးတော့လည်းဒီတချို့မျက်မြင်သက်သေတွေ တိုက်ပေါ်ကနေတခြားတိုက်ပေါ်ကနေလှမ်းမြင်လိုက်တဲ့သူတွေပြောတာတော့ပေါ့နော်တကယ်ကိုအမဲရောင် SUV ကားနဲ့ပေါ်တော့ပြောင်းသွားတာနောက်ပြီးတော့လည်းအဲ့ဒီအချိန်မှာအဲ့ဒီရှောင်းကတစ်ချိန်လုံးဖုန်းကိုပဲကြည့်နေတယ်သူ့ပုံစံကလည်းနည်းနည်းလေးစိတ်လှုပ်ရှားနေတဲ့ပုံပေါက်တယ်ပေါ့နော်ဟုတ်မဟုတ်တော့မသိဘူးဒါပေမဲ့အဲ့ဒီကားအမဲက license plate တောင်မပါဘူးလို့လည်းပြောကြတယ်ဒါပေမဲ့လည်းဒီဟာတွေဟာ online ပေါ်မှာပြန့်နေနေတာဖြစ်တဲ့တကြောင်မလို့အတိုင်းအတာတစ်ခုထိပဲယုံလို့ရမယ်ပေါ့နော်တချို့ဟာတွေကလည်းချက်ကားသွားတာဖြစ်နိုင်တယ် အဲ့လိုနဲ့ပဲသူကအဲ့အိမ်ကနေပြောင်းသွားပြီးတဲ့အခါမှာသူ့ကိုလုံးဝဆက်သွယ်လို့မရတော့ဘူးမရတော့ပဲနဲ့သူ့ရဲ့ဖုန်းတီနေရအောင်တဲ့ရှာတဲ့အခါမှာ heavy ပြည်နေရဲ့တကယ့်ကိုအစွန်အဖျားကြေးရွာလေးတစ်ခုမှာနောက်ဆုံးဖုန်း signal ပေါ်ခဲ့ပြီးတော့လုံးဝကိုဟိုပေါ့ရှာလို့မရတော့ဘူး signal လည်းပျောက်သွားတယ်လို့သိရပါတယ်။နောက်ပြီးတော့သူတို့တန်ရရှိတဲ့ဒုတိယလူကတော့ director 1လို့ခေါ်ပါတယ်။သူက ဘာပြောလဲဆိုလို့ရှိရင် तू အဲ့ဒီပွဲကိုမလာခဲ့ပါဘူးတဲ့အဲ့ဒီအချိန်မှာ तू ဟာအိမ်မှာပဲရှိနေပြီးတော့သူ့ရဲ့ဇက်ညွန်းတွေကိုဖတ်နေပါတယ်လို့ပြောတယ်ဒါပေမဲ့ CCTV မှတ်တမ်းထဲမှာကျတော့ तू ဟာည9:29လောက်မှာအရက်နှစ်ပလင်းကင်ပြီးတော့ elevator ပေါ်တက်သွားတဲ့မှတ်တမ်းရဲ့နောက်ပြီးလို့ရှိရင်2:03မိနစ်လောက်မှာ तू ဟာတယောက်တည်းပြန်သွားတယ်ပေါ့နော်ပြန်သွားတဲ့မှတ်တမ်းကိုတွေ့ရတယ် အဲ့နှစ်နာရီသုံးမိနစ်မှာဆိုရင်သူ့ရဲ့ပုံစံဟာဘလို့ဖြစ်နေလဲဆိုရင်နည်းနည်းလော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 ပြန်သွားတဲ့ပုံပေါက်တယ်ဘာဖြစ်လို့လဲဆိုတော့ तू ကအဲ့လိုပေါ့နော်တန့်ရှင်းရေလုတ်တဲ့လှည်ထားဟာအောင်တော့မှဝင်တိုက်မိသွားတယ်ပေါ့နော် तू ဘလောက်ထိစိတ်လောနေလဲဆိုလို့ရှိရင်နောက်ထပ်တစ်ယောက်ကတော့နံပါတ်3 D LNU ရဲ့ manager ဖြစ်ပါတယ် LNU ရဲ့ manager ဆိုတာတကယ်ဆိုရင် LNU နဲ့အရန်ယင်းဒီအရန်ခင်မင်းကြီးညီအကိုလိုပဲဖြစ်နေတဲ့ तू ပေါ့နော် तू စီကိုဒီပါတီပွဲလုပ်နေတဲ့အချိန်မှာတဲ့ ဖုန်းကောသုံးကောဝင်တယ်ပေါ့နော်အဲ့သုံးကောစလုံးမှာနံပါတ်ကလည်းဒီလို unknown ပေါ့ဘယ်သူခေါ်မှန်းမသိရတဲ့ဖုန်းနံပါတ်ဖြစ်နေတယ်ပေါ့နော်နောက်ပြီးလို့ရှိရင်အဖုန်းသုံးလုံးခေါ်ပြီးတဲ့အချိန်တတိယအမြောက်ဖုန်းခေါ်တာကလည်းနှစ်နာရီ10မိနစ်လောက်မှဖုန်းခေါ်ဆိုထားတာဖြစ်တယ်လို့သိရတယ်။အဲဒီနောက်ဆုံးဖုန်းဝင်လာပြီးတဲ့အခါမှာဒီမန်နေဂျာဖြစ်တဲ့သူကတခြားဧည့်သည်တွေကိုလည်းပြီးသွားပါပြီပါတီပြီးသွားပါပြီပြန်ကြပါတော့ဆိုပြီးတော့ပဲအကုန်လုံးကိုရှင်းထုတ်လိုက်တယ်လို့လည်းသိရတယ်။ ူစံတို့ကအခုချိန်မှာဆိုရင်မင်းသားအယ်လန်ယူရဲ့ဒီအမှုပညာလမ်းကြောင်းတစ်လျှောက်ကိုနည်းနည်းလေးပြောပြမယ်။မင်းသားအယ်လန်ယူက2008ခုနှစ်သူ့အသက်22နှစ်အရွယ်မှာကလေးက Dragon TV Show ဆိုပြီးတော့အဲ့မှာပါဝင်ပြီးတော့ပထမအဦးဆုံးခြေလှမ်းကိုစတင်ခဲ့တာ။ဒါပေမဲ့2011ခုနှစ်မှာတော့သူဟာ The Little Prince ဆိုပြီးတော့သူကဒီလို short drama လေးနဲ့စပြီးတော့ပရိသတ်ရဲ့လက်ခံမှုကိုရရှိခဲ့တယ်ပေါ့နော်အဲ့လိုနဲ့2017ကနေ2018ကြားမှာသူဟာ series 6ခုတတိကိုရိုက်ခဲ့ပြီးတော့လဲအောင်မြင်ခဲ့တယ်ပရိသတ်တွေလည်းအများကြီးရလာခဲ့တယ်မင်းသားတယောက်ဖြစ်တယ်အဲ့လိုနဲ့2016ခုနှစ်မှာဆိုလို့ရှိရင်သူဟာဒီရိုက်ကွင်းထဲမှာပဲဒဏ်ရာရရတယ်ပေါ့နော်တစ်ခေါက်ကသူရိုက်ကွင်းထဲမှာပဲအဲ့လို ခြေထောက်လာမသိဘူးဒဏ်ရာရသွားတယ်အဲ့ဒါတမို့သူဟာဒီအတိုင်းတာတစ်ခုထိအချိန်ကာလတစ်ခုထိသူနားလိုက်ရတယ်လို့သိရတယ်ပြီးတော့မကြခင်မှာပဲနောက်တစ်ခေါက်သူမျက်လုံးဒဏ်ရာရသွားလို့ထပ်ပြီးတော့နားရပြန်တယ်လို့သိရတယ်ပေါ့နော်ဒါကတကယ်ပဲဒဏ်ရာရလို့နားတာလားနောက်ွယ်ကဘာအကြောင်းအရာတွေရှိမလဲတော့စံတို့မသိသေးဘူးပေါ့နော်အဲ့လိုနဲ့2020ကနေ2023အထိမှာဆိုလို့ရှိရင်မင်းသား LNU ကဘာ project ပါရိုက်ကူးရေးမှမရှိခဲ့ဘူး။သူ့ကို producer တွေ director တွေအကုန်လုံးကဘယ်လိုပြောမလဲကျင်ထားကြတယ်။ဘာဖြစ်လို့လဲဆိုတော့တကယ်ကိုပါဝါကြီးပြီးတော့ဗောနော်အာနာကြီးတဲ့တထေးတယောက်ယောက်ကတဲ့သူ့ကိုဗောနော်ဒီလိုမျိုးပါတီပွဲတွေကိုလာခိုင်းနေပြီးလို့ရှိရင်ဒီလိုမျိုး service တွေဗောနော်တောင်းဆိုတယ်ပေါ့နော်ဒီလိုမျိုး socially လိမ်မိုင်းဆိုင်ရာနဲ့ပတ်သက်တဲ့ service တွေကိုတောင်းဆိုတယ်အဲ့ဒီအခါမှာမင်းသားကဒါမျိုးရေ तू မလုံနိုင်ဘူးလို့ညင်းခဲ့တဲ့တကြောင်မလို့သူ့ကိုဒီလိုမျိုး၃နှစ်တိတိ ဘက်ဒရိုက်တာဘက်ပရိုဂျူဆာကမှခွန်မသုံးအောင်ဒီလိုမျိုးဟိုပေါ့နော်သူတို့အာနာနဲ့ဖိနှိမ်ထားတယ်လို့ထင်ကြရတယ်ပေါ့နော်အဲ့လိုနဲ့ပဲ2024ခုနှစ်ရောက်တဲ့အခါမှာတော့ဒီသူအရင်ရိုက်ထားခဲ့တဲ့ပေါ့နော်ရုပ်ရှင်လေးတွေဟာစပြီးတော့ဒီလိုမျိုးလွှင့်တော့မဲ့ချီနီကိုပြန်ရောက်လာတယ်အဲ့တော့သူ့ရဲ့ဒီအမှုပညာလမ်းကြောင်းပေါ်ကိုသူကပြန်ရောက်လာပြီးသူဟာပြန်ပြီးတော့ဒီအမှုပညာလှုပ်ရှားမှုတွေကိုပြန်လှုပ်တော့မဲ့အချိန်လေးဖြစ်တယ် ဲ့တော့အဲ့လိုမျိုးနော်သူ့ရဲ့အမှုပညာလှုပ်ရှားမှုတွေပြန်လုံရမဲ့အချိန်ပြန်လုံတော့မဲ့အချိန်မှာဘာအကြောင်းနဲ့မှတတ်တည်စရာအကြောင်းမရှိဘူးမင်းသားအယ်လန်ယူရဲ့တငယ်ချင်းတွေပြပြချက်အရာမင်းသားကဒီလိုပေါ့နော်သူ့ရဲ့ဒီအမှုပညာလှုပ်ရှားမှုတွေရက်တန့်သွားလို့ပေါ့နော်သူအရင်ဝမ်းနေပြီးစိတ်မကောင်းဖြစ်နေပြီမြင်လေသူကဘဝကိုအရှုံးပေးသွားမဲ့သူမျိုးမဟုတ်ဘူးသူပြန်စူးစမ်းပြီးတော့သူ ပြန်ကြော်ကြားလာအောင်ပြန်အောင်မြင်လာအောင်လုပ်ဖို့ကိုဆန္ဒပြပြနေတဲ့သူအားကြောင့်မို့သူဟာသက်တည်ရဲဆိုတာမဖြစ်နိုင်ဘူးလို့သုံးသပ်ကြတယ်။နောက်ပြီးတော့ Ellen you are the Udi တော်သားနေတစ်ခုသားတစ်ခုပေါ့နော်။သူဒီလိုသားမိလေးနှစ်ယောက်ထဲအတူတူနေတာသူ့ရဲ့အမေကိုဒီလိုမျိုးတယောက်ထဲထားခဲ့ပြီးတော့သက်တည်သွားမဲ့သူမျိုးလည်းမဟုတ်ဘူးပေါ့နော်။သူဘလောက်စိတ်သက်သက်ကြ။အားပြောသူ့အမေတယောက်ထဲခြံခဲ့မှာကိုတွေးပြီးတော့သူဒါမျိုးတွေလုံမယ်လို့ဒီပြိတ္တတရားမထင်ကြဘူး။ ဒီ Alan Yu ရဲ့တေဆုံးမှုကိုဒီတရုတ်နိုင်ငံက blogger တယောက်ကပထမဆုံးသူက post ခုတက်လာတယ်။ post တက်လာတဲ့ဟာမှာသူကဘာရေးထားလဲဆိုလို့ရှင်ဒီနေ့17ရက်6လ2025မှာ Alan Yu ဟာလူ15ရောက်ပါတယ်ပါတီပွဲတစ်ပွဲကိုသွားတယ်။သူကအယမ်းမူးလို့သူ့ကိုတော့လူတွေကတွဲချသွားတယ်။အဲ့ချိန်မှာသူ့တငယ်ချင်းနေအဲ့ချိန်မှာ Alan Yu ကအခန်းထဲဝင်ပြီးအိပ်ပျော်သွားတယ်။ ဲ့တော့မနက်6နာရီလောက်မှာသူ့ရဲ့တငယ်ချင်းအတီမိတ်ဆွေတွေကလည်းအမူးပြေတော့ Alan New ကိုလိုက်ရှာတော့ဘယ်တော့မှဘလို့မှမတွေ့ဘူးပေါ့နော်ဒါပေမဲ့အဲ့လိုရှာနေတော့မှပဲအောက်ထပ်မှာလူတစ်ယောက်ပြုတ်ကျနေတယ်ဆိုတာကိုတွေ့ရလို့သူကသွားကြည့်ရဲ့အခါမှာ Alan New ဟာပြုတ်ကျတည်ဆုံးနေတယ်ဆိုတာတွေ့ရတယ်အဲ့ဒီပထမတစ်ခေါက် original ပေါ့နော် post မှာဆိုရင် तू อ่ะ Alan Newsy မှာ Rolex နိုင်နှလုံးတွေ့ရတယ်ဆိုတော့အချက်လက်လေးပါတယ်ပေါ့နော် ဒါပေမဲ့သူကခဏလဲကြာရောသူ့ရဲ့ post ကို edit လုပ်လိုက်ပြီးတော့ဒီ Rolex နာရီနှလုံးပါတယ်ဆိုတာကို तू ကပြန်ဖြတ်လိုက်တယ်။ဘာဖြစ်လို့ပြန်ဖြတ်လိုက်တာလဲ။အဲ့တတင်းကမမှန်လို့ပြန်ဖြတ်လိုက်တာလား။ဒါမှမဟုတ်လို့ရှိရင်တရားရောက်ကဖုံးကွယ်ခိုင်းလို့သူ့ချင်းချောက်လို့ပဲပြန်ဖြတ်လိုက်တာလား။ပြီးလဲပြီးရောအဲ့ blogger ဟာဒီ Ellen Yu နဲ့ပတ်သက်တဲ့ဘာတတင်းမှဒီလိုမျိုးထုတ်ဖော်ပြောဆိုတာတွေမလုပ်တော့ဘူးလို့လည်းသိရတယ်။တရားရောက်ကများသူ့ကိုချင်းချောက်လိုက်လို့လား။တရားရောက်ကများသူ့ကိုနှုတ်ပိတ်လိုက်လို့လားပေါ့နော်။ Alan Yu ရဲ့ studio ကနေပြီးတော့သူတည်ဆုံးတဲ့နေ့ညနေ6:40လောက်မှာ post တစ်ခုတက်လာတယ်။ဘာရေးထားလဲဆိုလို့ရှင် Alan Yu ဟာအရက်မူပြီးတော့တိုက်ပွားကနေပြုတ်ကျပြီးတည်ဆုံးသွားပါတယ်။ရဲတွေကလည်းဒီတည်ဆုံးမှုဟာတခြားတန်ရာရှိစရာကိစ္စမဟုတ်ပါဘူးပေါ့နော် criminal case မဟုတ်ပါဘူး။အဲဒါကြောင့်မလို့ပေါ့နော်ဟို Alan Yu ကောင်းရသူကလေးလာပါစေစသဖြင့်အဲ့လိုမျိုး post တင်လာတယ်။နည်းနည်းလေးထူးဆန်းတယ်လို့ထင်ရတာကဒီ Ellen US Studio ကနေပြီးတော့သူ့ရဲ့ပရိသတ်တွေကိုအသိပေးတာကွာတည်ဆုံးသွားပါပြီဝန်내ပါတယ်ဆိုတဲ့ဟာမျိုးမဟုတ်ပဲနဲ့ဒါဟာ မတင်ကားစရာအမှုမဟုတ်ပါဘူးဆိုပြီးတော့ဘာဖြစ်လို့အလောက်တောင်မှလေးလေးနက်နက်ကြီးရေးထားရတာလဲပေါ့လူတွေကတခါကြလို့ရှိရင်ကိုဖုံးကျင်တဲ့အရာကိုပို့ပြီးတော့ပြောမိကြတယ်ပေါ့နော်အဲ့ဒါကြောင့်ပဲလားပေါ့နောက်ပြီးတော့ဒီလူတွေကလည်းပြောတယ်ရဲတွေကဘာလို့အလောက်မြင်မြန်တရက်ထဲနဲ့ပေါ့နော်ဒီ forensic report တောင်မထွက်သေးတဲ့အချိန်မှာဒါဟာရိုးရိုးတိုက်ပွန်အနေပြီးတော့အရက်မူပြီးတော့ပြုတ်ကျတည်ဆုံးတာပါဆိုတဲ့အဖြေကိုအလောက်လောလောမြန်မြန်ပေးလိုက်ရတာလဲပေါ့ forensic report တွေဘာကြီးထွက်ပြီးတဲ့အချိန်တောင်မဆောင်မဲနဲ့ ဘာလို့အလောက်တောင်မြင်မြန်ဒီလိုမျိုးဒါရိုးရိုးတည်ဆုံးတာပါဆိုပြီးအမှုပိတ်လိုက်ရတာလဲဆိုပြီးတော့လဲမေးခွန်းနေရထွက်လာတယ်နောက်ပြီးတော့အဲ့လိုသူတို့ရဲ့ပြောပြချက်တွေမှာတန်တရားရှိစရာကောင်းတာနောက်တစ်ခုက Alan Yu ကတဲ့သူအခန်းထဲကနေလော့ခတ်ထားတယ်လို့သူတို့ပြောတယ်ပေါ့နော် Alan Yu ကအယမ်းမူးလို့နော်လူနှစ်ယောက်ကတောင်မှဒီလိုမျိုးတွဲပြီးတော့ဆင်းသွားတာနောက်ပြီးတော့အဲ့အိပ်ပျော်နေတဲ့အိမ်ကလည်းသူ့အိမ်မဟုတ်ဘူးနော်ဒီသူ့ရဲ့တငယ်ချင်းရဲ့အိမ် ဘာဖြစ်လို့ तू อ่ะအခန်းထဲကနေလော့ခတ်တာမှလဲပေါ့နော်ဒါကလည်းတန်ရာရှိစရာတခုပေါ့တသက်မဲ့ဟိုတော့ခတ်ထားတယ်ဆိုပြီးတော့ထင်ရအောင်လုပ်တာလားနောက်ပြီးတော့အဲ့လိုဒီလိုကောလာဟာလာတခုထွက်လာတာကလည်း Ellen Yu ကနောက်ရက်မှာဆိုလို့ရှိရင်တခြား TV program တခုကိုသွား join မှုသူ့ကိုဖိတ်ခန့်ထားရတယ်ပေါ့နော်သူ့လိုမျိုးနော်ဒီလိုအမှုပညာလမ်းကြောင်းပေါ်ပြန်ရောက်ဖို့စူးစမ်းနေတဲ့လူတယောက်ကအလုပ်တရားလဲစပြီးလက်ခံရရှိလာပြီးအဲ့လိုအခြေအနေမျိုးမှာသူဟာ အဲ့ဒီအလုတ်မသွားခင်ညမှာဒီလောက်ကြီးအယူအမှုဖြစ်အောင်ဘလို့မတောက်မှာမဟုတ်တလို့တက်တည်မှာလည်းမဟုတ်ဘူးပေါ့နော်နောက်ထပ်တနည်းအားရှိစရာအကောင်းဆုံးတစ်ချက်ကအဲ့ဒီဖြစ်သွားတဲ့တိုက်ပေါ့နော်ဒီတိုက်ကဈေးကြီးတယ်တထည်နေတဲ့တကြောင်မလို့ security အရန်တင်ကြတယ် CCTV တွေလည်းရှိတယ်ပေါ့နော်ဒါပေမဲ့အခုအချိန်ထိကိုရဲတွေကအဲ့ဒီမှုနဲ့ပတ်သက်တဲ့ဘာ CCTV မှာထုတ်ပြန်တာဒီလိုမျိုးမျှဝေတာပြတာဘာတစ်ခုမှမလုပ်ခဲ့သေးဘူးလို့ပြောပါတယ်အခုလိုမျိုး online ပေါ်မှာပြက်နှက်နေတဲ့အချက်လက်တွေကိုຕົງຕັດປີແດ່ອາຄາມາລູໄດ້ຫຍັງຜິດໄນຈີດີຊຶ້ງຊາລະແບບເນາະຫົບີຕັດຕີຕົວແດ່ສູ່ຍິນບລູມຍາຜິດໄນແລ້ວບໍປະຖົມອົງຕົງຕັດຊັກກະມິນດາກະ သူကကောင်းမွန်မွန်စူးစမ်းလာတယ်စူးစမ်းလာတဲ့အချိန်เนาะတော်တော်လေးအချိန်နေရပြီးတော့ဒရမာ၄၅6ခုလောက်ရိုက်ပြီးတော့အချိန်ရတဲ့အချိန်မှာတကယ်ကိုငွေကြီးအာနာရှိရဲ့เนาะအမျိုးသမီးတစ်ယောက်ယောက်တထေးမကြီးတစ်ယောက်ကသူ့ကိုအာဒီလိုမျိုးလိမ်မိုင်းဆိုင်ရာနဲ့ပတ်သက်တဲ့ service တွေတောင်းတာတော့၎င်းဒါမှမဟုတ်ရှင်လည်းသူနဲ့ relationship ရဖို့ pressure ပေးတာတော့၎င်းလုပ်လိမ့်မယ်အဲ့အချိန်မှာ Ellen ကညင်းလိုက်တယ်ညင်းလိုက်တဲ့အခါမှာဒီတထေးမကြီးကစိတ်ဆိုးပြီးတော့သူ့ကို blacklist လုပ်လိုက်တယ်အဲ့အားကြောင့်မို့သူ့ရဲ့ ဒီအနုပညာလမ်းကြောင်းဟာပြတ်တောက်သွားရဲပေါ့နော်2020 20လောက်ခရေကသူ့ကိုပိတ်ဆို့ခံရတာဖြစ်တဲ့ကြောင့်မလို့ဒီဒီ9နှစ်လောက်အတွင်းမှာပေါ့နော် depression နေဖြစ်စိတ်ကြယောဂါတွေဖြစ်ပြီးတော့နောက်ဆုံးမှသူဟာတက်သေးလိုက်တာများလားလို့လဲသုံးသပ်ကြတယ်နောက်တနည်းကကြတော့ အဲ့လိုမဟုတ်ပဲနဲ့ဒီလိုမျိုးအနုပညာလောကပေါ့နော်အပေါ်ယံကြည့်လို့ရှိရင်တော့မင်းသားချောချောလေးတွေအတုံးဆောင်ကောင်းကောင်းနေနော်ပြီးရင်လုံးဝဟိုပေါ့ live ကြီးอ่ะပြည်သူတွေကိုချပြထားတဲ့ live ကြီးอ่ะအရင်ကြီးตายာလှပနေပြီမဲ့လေနောက်ွယ်မှာဆိုလို့ရှိရင်တချို့ဒီလိုနာမည်မကြီးခင်အချိန်နာမည်တခုရဖို့စူးစမ်းတဲ့အချိန်မှာဆိုလို့ရှိရင်မင်းသားနေနေမင်းသမီးနေနေပေါ့နော်ဒီလို အာနာရှိတဲ့သူလုတ်ပိုင်ခွင့်ရှိတဲ့သူတွေစသဖြင့်တချို့ဆိုလဲ writer တွေဘာတွေစသဖြင့်ပေါ့နော် producer တွေရဲ့ခြေတော်တင်တာဒီလိုလိမ်မိုင်းဆိုင်ရာအမျက်ထုတ်တာတွေကိုအနေနဲ့အများပေါ့အဲ့လိုမျိုးကိုက power less ဖြစ်လေလေကိုကအားနည်းလေလေပတ်စံမရှိလေလေဒီလိုမျိုးဟာတွေပိုခံရတတ်တယ်ပေါ့နော်အဲ့တော့အဲ့တော့မင်းသားကလည်းသူ့ရဲ့ပေါ့နော်ဒီလိုမျိုးစပြီးတော့အချိန်ရလာတဲ့အခါမှာဒီလိုပါတီပွဲတွေဒီလိုလူကြီးတွေเนาะ producer တထည့်နေတွေ့ရတဲ့ပါတီတွေမှာ ဒီလိုမျိုးပေါ့ extra service တွေတောင်းပါလိမ့်မယ်ပေါ့မင်းသားကညင်းနေပေါ့နော်ညင်းနေပတ်စံဘလောက်ပေးပေးတာ तू မလုပ်ဘူးဆိုပြီးညင်းရင်လည်းညင်းမယ်အခွင့်အရေးဘလောက်ပေးပေးမလုပ်ဘူးဆိုပြီးလည်းညင်းခဲ့လိမ့်မယ်ဒါပေမဲ့ဒီထင်းတဲ့သူတွေရပေါ့နော်။မပြောလဲဆိုလို့ရှင်ဒီပါတီဟာဒီဒီညပေါ့နော်။ဒီလူ18ယောက်ပါတဲ့ပါတီဟာမင်းသားကိုတတ်တတ်မဲ့ဒီလိုမျိုးဆေးခတ်အရက်မူအောင်တိုက်ပြီးတော့မှဒီလိုလိမ်မိုင်းဆိုင်ရာစော်ကားမှုတွေမတိုင်းကျင့်မှုတွေပေါ့နော်။ဒီလိုဂေ အာလူကြီးတွေอ่ะပေါ့เนาะအာနာရှိပါဝါရှိတဲ့ဂေးလူကြီးတွေကနေပြီးတော့ကြိုတင်ကြံစီခဲ့တာဖြစ်မယ်ပေါ့အဲ့တော့အဲ့ဒီကြိုတင်ကြံစီမှုမှာဆိုလို့ရှိရင်ဒီ Alan Yu ရဲ့တငယ်ချင်းတွေကအဓိက ပါဝင်အားဖြည့်ပြီးတော့ဒီအစီအစဉ်ဖြစ်မြောက်သွားအောင်เนาะကူညီခဲ့တာဖြစ်နိုင်တယ်ပေါ့အဲ့တော့ဒီလိုမျိုး Alan Yu ကအရင်လဲအရက်မူနေပြီးဆေးကြီးလဲတောက်ထားတဲ့ဆေးကြီးလဲခတ်ထားခံရတဲ့အချိန်မှာ သူ့ကိုစော်ကားခဲ့တယ်ဒါပေမဲ့ Alan Yu ကသူကတတိရှိနေသေးတဲ့တကြောင်မလို့သူ့ကိုစော်ကားတာသိတဲ့တကြောင်မလို့ရဲတွေဘာတွေကိုတိုင်မဲ့ဘာညာပြောခဲ့တယ်ပေါ့နော်အဲ့လိုဖြစ်မဲ့အဲ့ဒီအချိန်မှာသူကဟိုပေါ့နော်အရန်လန့်ပြီးတော့ Alan Yu ကိုနှုတ်ပိတ်လိုက်တယ်လို့လည်းသုံးသပ်ကြရတဲ့သူတွေလည်းရှိတယ်ပေါ့နော်အဲ့တော့ဒါတွေအလုံးဟာ လူတွေရဲ့အဖြစ်မှန်ကိုသိကျင်တဲ့ဇောရဲရဲစီရလဲဘာမှကကနနာမသိရတဲ့အခါမှာသူတို့ ထင်နဲ့သူတို့မှာရထားတဲ့အချက်အလက်လေးနဲ့ဒါစူးစီးပြီးတော့ပြောထားတဲ့ထင်ကြီးတွေတကယ်အမှန်တရားအစ်စ်ကတော့ LNU နဲ့အဲ့ဒီညမှာရှိနေတဲ့လူပေါ့နော်ဒီတခုခုပေါ့ LNU သိဆုံးမှုနဲ့ပတ်သက်တဲ့သူတွေရတာလည်းတကယ်အမှန်တရားကိုသိနိုင်မယ် ဒါမှမဟုတ်လို့ရှင်လဲရဲတွေကတည်တည်ချာချာရှာဖွေပြီးတော့အမှန်တရားကိုချပြဖို့စိတ်ကူးရှိခဲ့ရင်တော့စူဇန်တို့တွေအမှန်တရားကိုသိရမယ်လို့ထင်တယ်ပေါ့နော်အခုချိန်အထိမှာတော့ဒီ online မော်က LNU ကိုချစ်တဲ့ပြိသက်တွေဒီအမှုကိုမတရားဘူးလို့ထင်တဲ့သူတွေဟာဒီလိုမျိုးစိတ်ကူးနေပဲပေါ့နော်တရားခံတွေကိုတွေးတောကြည့်လို့ရတဲ့အနေအထားဖြစ်နေတယ် အဲ့မှာမှပိုဆိုးတာကပေါ့နော်အယ်လန်ယူရဲ့အမေကတည်ဆုံးပြီးတော့၃လရက်လောက်အကြာမှာသူဟာသူ့သားအကောင့်ကနေပြီးတော့ post လာရယ်ပေါ့နော် သူ့သားဟာပါတီမှာအရက်လွန်အကျွန်မူပြီးတော့ပြုတ်ကျသွားတာပါပေါ့နော်အဲ့တော့အတွေးတွေမများကြပါနဲ့ပေါ့နော်ရှောက်မတွေးကြပါနဲ့ရှောက်မဆွဆွဲကြပါနဲ့ပေါ့နော်သူ့ကိုလည်းအေးအေးစစ်စစ်ပြီးသွားလိုက်ပါပေါ့အဲ့ပြီးရင်သူ့ကိုလည်းပေါ့နော်ဒီရင်းချမ်းစွာပေါ့နော်ဒီ ဖြစ်ဆိုရနေပြီးတော့စိတ်သက်သာရစိတ်ဒဏ်ရာတွေကိုဖြည့်ဖြောက်ခွင့်ပေးပါဆိုတဲ့စသဖြင့်အဲ့လိုမျိုးဟိုပေါ့တောင်းမှန်နေစာလေးထွက်လာတယ်ပေါ့နော်အဲ့တော့သူ့အမေကိုယ်တိုင်ကိုကသူ့သားဟာမတော်တဆတည်ဆုံးတာပါဆိုပြီးလက်ခံလိုက်တယ်ဖိအားတွေကြောင့်လားတကယ်ပဲယုံကြည်တာလားတော့သူကိုယ်တိုင်မဲသိမှာပေါ့နော်နောက်ပြီးတော့နောက်ဆုံးတစ်ခုကကျတော့ online ပေါ်မှာ ပြက်နေတာကကျတော့အေးဗီဒီယိုတစ်ခုပေါ့နော်ဗီဒီယိုဆိုလို့ရှိရင်ဒီဘက်တိုက်တိုက်အဝေးရနေနောက်တစ်တိုက် ခုရဲ့မီးလင်းနေတဲ့အခန်းလေးကိုလှမ်းပြီးဆွဲပြီးတော့ရိုက်ဖြုံးဆွဲပြီးရိုက်ထားတာအဲ့ဒီအခန်းမှာဆိုလို့ရှိရင်ယောက်ျားလေးတယောက်ကအဲ့လိုတရုတ်လူတွေအော်ပြောနေတာပေါ့နော်စူဇန် translate လုပ်လုပ်ကြည့်တလောက်ကတော့အနည်း20ရှိပြီးဗာညာစသဖြင့်အဲ့လိုတွေပြောနေတယ်ဒါပေမဲ့ Ellen New အတန်ဟုတ်မဟုတ်ဆိုလဲမသေးချာတလို့ Ellen New ဟုတ်မဟုတ်ဆိုတာကိုလည်းဒါဟိုပေါ့နော် verify လုပ်လို့မရဘူးပေါ့နော်အဲ့တော့ဒီ video ကလည်းထားပါတော့တယောက် diamond online မှာပြက်နှက်လာတာတယောက်က ငါငါကိုယ်တိုင်အဲ့ညမှာရိုက်ကူးထားတာပါဆိုပြီးတော့ဒီလိုရဲရဲဝံ့ဝံ့နဲ့ဒီလိုထွက်ပြီးပြောထားတာမဟုတ်ဘူးဒီတိုင်းပဲပြက်နှက်လာတာဖြစ်တဲ့အတွက်ကြောင့်မလို့ဟုတ်ချင်လဲဟုတ်မယ်ဟုတ်ချင်မှလည်းဟုတ်မယ်ပေါ့နော်နောက်ပြီးတော့ဒီ brain box ရဲ့ပုံစံကအနီးကပ်ကြည့်မယ်ဆိုလို့ရှိရင်တော့ brain box ရဲ့ပုံစံဟာတူမနေဘူးပေါ့နော်ဒါပေမဲ့လည်းအရန်မှောင်မဲနေတဲ့ခါကျတော့ဒါဟာတည်တည်ဆဆအတက်ပြောရဖို့တော့ခက်ခဲပါတယ်အဲ့တော့မင်းသား Ellen Yu human long ရဲ့ပေါ်တော့ရုပ်တရက်သေဆုံးသွားခြင်းနဲ့ပတ်သက်တဲ့ရှာဖွေတွေ့ရှိမှုတွေအားလုံးကတော့ဒီမှာပဲပြီးသွားပါပြီ။နားဆင်နေသူတွေအားလုံးလည်းကြည်နက်မယ်လို့ထင်ပါတယ်။ဒီမင်းသားရဲ့အမှုအမှန်တကယ်အဖြစ်ပြက်အမှန်တွေကိုအမြန်ဆုံးဖော်ထုတ်နိုင်ပြီးတော့သူလည်းတကယ်ကိုအေးချမ်းစွာအနားယူနိုင်ပါစေ။ကောင်းရာသူကတိလာပါစေ။သူ့ရဲ့အမေပေါ့နော်တယောက်တည်းကြံခဲ့တဲ့အမေလည်းစိတ်သက်သာရရပြီးတော့ဒီစိတ်ဓာတ်ရည် တက်တာပါစေပေါ့နော်မလို့မတော့မပြောင်းနိုင်ဘူးတက်တာပါစေလို့စူဇန်ကဆူတောင်းပေးလိုက်ပါတယ်။နားစင်နေသူတွေအားလုံးဘယ်မှာပဲရှိနေရှိနေကျန်းမာချမ်းသာပါစေဖိတ်ခင်ပါစေစူဇန်တို့နောက်တင်မယ့်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်တတား